2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။မိရှေအဟောင်းအဆက်အဟောင်းများနဲ့ပြန်လည်စုံစည်းရတတ်တဲ့ဖျားပုံတော်ဘိုးတော်ပုံတော်ရဟန္တာပုံတော်အေကိုကြွလာရင်ဒီပေါကိန်းရှိရနော်။ဒီ80ရာခိုင်နှုန်း ဒီပေါ်ကင်းရှိတဲ့ငွေရေးကြေးတွေလည်းဒီနေ့အတွက်မှာအလုံးလိုက်အရင်လိုက်ထုတ်လိုက်ထည့်လိုက်ဒီဝန်လာတက်တဲ့အိမ်နွေးရေးမှာလည်းတဦးနဲ့တူကစိတ်ကတိကောက်တွေဖြစ်ပြီးတော့အိမ်မှာစိတ်ပင်ပန်းစရာများနဲ့ကြုံတွေ့ရတတ်တယ်ချစ်သူစီကနေပြီးတော့တရင်ကောင်းကြရတတ်တယ်ကျမကြီးအနေနဲ့ခေါင်းမူးတဲ့ခေါင်းကိုက်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့2ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအိမ်ရှိဖျားမှာကြာစံချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ် မိတ်ဆွေအရင်ဆရာသမားအရင်ခြာတွေနဲ့ဒီနေ့အတွက်မှာတဦးနဲ့တဦးကစကားပြောဆိုရတာညှင်းခုံရတာမျိုးတွေဖြစ်တတ်တယ်။စာချုပ်ကိစ္စဆက်တူရှယ်ယာကိစ္စများအတွက်လည်းစညရတတ်တယ်။ဝမ်းသာစရာသတင်းကောင်းတွေလည်းကြားရတတ်တယ်။ကျမရဲ့အနေနဲ့တတိထားနော်။ခြေတော်ရဲ့အောက်ပိုင်းမှာမတော်တဆထိခိုက်တရားရတတ်တယ်။အခြေအမှလည်းတဦးနဲ့တဦးက အထင်မြင်လွဲစရာများနဲ့ဂျုံတရားတက်တဲ့အချိုးပေးတဲ့ကဏ္ဍကားတော့နှစ်နဲ့ခုံဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှာမိယောင်နဲ့ပန်းယောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအိမ်ရှိဘုရားမှာဝင်းကကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့အင်္ဂါသာသမီများအတွက်ဒီနေ့ဒါဝါစတန်ဖြစ်ပါတယ်အင်္ဂါသာသမီများအတွက် ီနေ့မှငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။မိတ်ဆွေအရင်အခြားဒီနေ့လည်းဒီနေ့အတွက်ကိုစညစ်ဆရာဆရှုပ်ဆရာများနဲ့ကြုံရတတဲ့ချစ်သူစီကနေပြီးတော့ပဒင်းကောင်းချရာတတဲ့ဆွေမျိုးသားချင်းအောက်လက်ငယ်သားများနဲ့ ပသက်ပြီးသားနဲ့ဒီနေ့အတွက်မှာမင်္ဂလာတည်နေကြရတတဲ့ကျမရဲ့အနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာအဖြူရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာမွေးရင်းကကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ဗုဒ္ဓဘာသာသမီးများအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်ဗုဒ္ဓဘာသာသမီးများအတွက်ဒီနေ့မှာအလုတ်တွေမှာတွတ်လို့တန်လန့်နေဖြစ်နေတဲ့တေဝေဝေယခတ်တာဆုံးဖြာခတ်တဲ့အခြေအနေအချက်တဲတွေနဲ့လေကျုံရတဲ့ဗုဒ္ဓဘာသာသမီးများအတွက်ဒီနေ့မှာအရေးကြီးတဲ့ လုပ်ငန်းလှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာအထူးသတိထားပြီးဆောင်ရွက်နော်အစင်မပြေတွေဖြစ်တတ်တယ်အိမ်တော်ရေးမှာလည်းတဦးနဲ့တဦးကမဖြစ်စလားပြဿနာလေးရဆပြီးရောတဦးနဲ့တူအထင်မြင်လွဲစရာတွေနဲ့လည်းကြုံတွေ့ရတတ်တယ်ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ် အခြေအမှလည်းတဦးနဲ့တဦးကစကားများရတာညင်းခုန်ရတာမျိုးတွေလည်းဖြစ်တတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကရှေဝါရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအရှိဖျားမှာကိုပြန်းကျော်ကလူပေးရမှာဖြစ်ပါရဲ့ရှင် 2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ဂျာတာပရိသသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ဂျာတာပရိသသမီးများအတွက်ဒီနေ့မှာအလုတ်မှာ အိမ်မှာအပူပင်တောကတွေတစ်ခုပြီးတစ်ခုကြုံရတတဲ့စိတ်အလိုမကြလေလေညနေတတဲ့ဂျာတာပရိသသမီးတွေအတွက်ဒီနေ့မှာတအိမ်လုံးနဲ့တယောက်ဆိုသလိုဖြစ်ပြီးတော့ဘာပဲလှုပ်လို့အစင်မပြေဖြစ်တတ်တယ်နော်စိတ်ရှည်တီခံပြီးတော့အရေးကြီးတဲ့ကိစ္စတွေကိုဆုံးဖြတ်တာလို့ဘာလို့လုပ်နော်ငွေကြေးကံလေဒီနေ့အတွက်ကံကောင်းတယ်နော်ငွေကြေးကံဒီကောင်းတယ်ရွှေလဝိယရနာအလောက်ကိုအမှုပညာနဲ့ ပတ်သက်တဲ့ပစ္စည်းတွေလည်းဝင်လာတတ်တယ်ကျန်းမာရေးအနေနဲ့လည်းသတိထားနော်အပူလောင်တတ်တယ်ချစ်သူစီကလည်းတည်ငောင်းတွေကြာရတတ်တယ်မင်္ဂလာတည်တည်ငောင်းကြာရတတ်တယ်အကျိုးပေးတဲ့ကလန်ကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအနီရောင်နဲ့တန်းရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအိမ်ရှိဖျားမှာတပြေ၂၀ပညုံကလူပေးရမှာဖြစ်ပါရဲ့ရှင် 2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ် တောက်ကြသားမိများအတွက်ဒီနေ့မှာအစစအေရအစီအပြေအောင်မိမယ်နော်ရွေထားသမျှလုပ်ငန်းတွေကိုလည်းရဲရဲသာလှုပ်ဆောင်မှာလှုပ်ဆောင်သမျှအစီအပြေနိုင်တယ်အောင်မြင်နိုင်တယ်နော်ဆွေမျိုးမိတ်ဆွေအရင်းများကြောင့်လည်းဒီနေ့အတွက်မှာအတော်လေးကို စိတ်တော်ကစိတ်ရှုပ်စရာကြုံရရတည်းနော်ကျမရဲ့အနေနဲ့လည်းတည်ထားနော်စီပူလောင်တာမီးပူလောင်တာအပူလောင်တာမျိုးတွေဖြစ်တတ်တယ်တည်ထားနော်အခြေအနေနဲ့အိမ်တော်ရေးမှာလည်းတာယာတယ်နော် အချိုးပေးတဲ့ကနန်းကတော့၃နဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကအစိမ့်အောင်နဲ့အစိမ့်ရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိဖျားမှာဘုတ်စီကျော်ကလူပေးရမှာဖြစ်ပါတယ်ရှင်။ 2025ခုနှစ်အောက်တိုဘာလ17ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအဖက်ဖက်ကနေပြီးတော့ကံအခွင့်အလမ်းတွေအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်ကျမရဲ့အနေနဲ့လည်းတတိယနော်အာယုံကြောနဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအနေမှာလည်းជីနူးချမ်းမြေ့စရာများနဲ့ကြုံတွေ့ရတတ်ပြီးတော့အိမ်တော်ရေးမှာတော့ဒီနေ့အတွက်မှာ အစင်မပြေဥတွေကတခုပြီးတခုဆိုသလိုမျိုးတွေကြုံရတတ်တယ်။ကျန်းမာရေးအနေနဲ့ခေါင်းမူရဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၈ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအပြာရောင်ပဲဖြစ်ပါတယ်။ရေရရာအနေနဲ့မိမိအင်ရှိပြားမှာကောင်းခြင်းပေါင်းကလူပေးရမှာဖြစ်ပါလိမ့်ရှင်။